မင်္ဂလာပါအခုချိန်ကစပြီးတော့ဇွန်လ18ရက်နေ့ပုဒ်ထုနေ့ညပိုင်းတရင်နဲ့မီဒီယာကွန်ရဲ့ NMG တရင်ဌာနရဲ့ရုပ်သံတရင်အစီအစဉ်တွေကိုစတင်နေပါပြီကျမအမီပါ ဒီနေ့တော့ကျမတို့တွေတောင်ဆန်းစုတီနဲ့ဆိုင်တဲ့တည်င်းနဲ့ဆိုင်ရအောင်ပါ။ဖန်းစီအချင်းချခံထားတဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တောင်ဆန်းစုတီရဲ့မွေးနေ့မတိုင်ခင်တရက်အလိုမှာပဲမွေးနေ့ဆုတောင်းရုပ်တံဖိုင်ဒီ၈000ပြည့်သွားပြီလို့ကမ်ပိန်းဖြစ်မြောက်ရေးကော်မတီကထုတ်ပြန်ပါတယ်။ Su 80 Birthday ကမ်ပိန်းလို့နာမည်ပေးထားတဲ့ဒီကမ်ပိန်းကဂင်းနစ်စံချိန်တင်နိုင်ရေးကြိုးပမ်းနေတဲ့အစီအစဉ်ဖြစ်ပါတယ်။ဒီကမ်ပိန်းကိုဇွန်လ16ရက်နေ့တောင်ဆန်းစုတီရဲ့ အသက်80ပြည့်မွေးနေ့မှာဒီညနေပိုင်းမှာပေါ့လေရုတ်တံလက်ခံမှုကိုရပ်မှာဖြစ်တယ်လို့ကြေညာချပါမိ။ဒီမွေးနေ့မတိုင်ခင်တရက်အလိုမှာပဲမွေးနေ့ဆုတောင်းရီမန်းချက်ပြည့်သွားခဲ့တာဖြစ်ပါတယ်။တမတ်ရုတ်တံအရေးအတွက်၈တောင်းပြည့်သွားပြီ ဖြစ်ပေမဲ့မူလသတ်မှတ်ထားတဲ့အတိုင်းဂျွန်လ19ရက်နေ့အထိဆက်လက်ပေးပို့ကြဖို့ကိုလည်းကမ်ပိန်းဖြစ်မြောက်ရေးကော်မတီကတိုက်တွန်းထားပါတယ်။ဒီကမ်ပိန်းမှာပါဝင်တဲ့ဒေါအောင်ဆန်းစုကြည်ရဲ့သားအငယ်ဦးထိန်လင်းခေါ်ကင်အရစ်ကလည်းပါဝင် ဆုတောင်းပေးတဲ့သူတွေအားလုံးကိုကျေးဇူးတင်ကြောင်းပြောဆိုထားပါတယ်။နောက်ထပ်တစ်ပုဒ်ကလည်းဒေါအောင်ဆန်းစုကြည်ရဲ့တည်မှာဒေါအောင်ဆန်းစုကြည်ရဲ့ဒီတရက်ခွင် ရုပ်တံမှတ်တမ်းဖိုင်ပေါ့နော်ဗီဒီယိုဖိုင်ထွက်ပေါ်လာပါတယ်။ British သတင်းဌာနဖြစ်တဲ့ The Guardian ကဒီကနေ့ဇွန်လ18ရက်နေ့မှာထုတ်ပြန်လိုက်တာဖြစ်ပါတယ်။2022ခုနှစ်အောက်တိုဘာလနဲ့ဒီဇင်ဘာလရက်စွဲတွေနဲ့တရက်ခွင်ဗီဒီယိုရုပ်တံမှတ်တမ်းနဲ့မှာဒီသမရဦးဝင်းမြင့်နဲ့အတူဒေါအောင်ဆန်းစုကြည်ရောက်လာတာဖြစ်ပါတယ်။တရက်ခွင် ်ခုစလုံးမှာထောင်ဆန်းစုကြည်ကိုအဖြူရောင်ဆွေတာလက်ရှိပြီးတော့ဒီအနေအောင်လို့လို့အညိုရင့်ရောင်ပေါ့နော်အညိုရောင်လို့လို့လုံကြည်ဝစ်စင်ထားတာကိုတွေ့ရပြီးတော့ပန်းတော့မပန်းထားပါဘူးရုပ်တံအရာတော့တရက်ခွင်အဖြစ်လှုပ်ထားတဲ့အဲ့ဒီအခန်းထဲမှာဒီသမရဥဝင်းမြင့်နဲ့ထောင်ဆန်းစုကြည်တို့ကိုမြင်ရပြီးတော့တစ်ဖက်တစ်ချက်မှာဆိုလို့ရှိရင်လည်းရဲနှစ်ယောက်ကိုအဆောင်ချထားတာကိုတွေ့ရပါတယ် The Guardian ဒီသတင်းမှာတော့ထောင်ဆန်းစုကြည်ရဲ့အသံနဲ့လမ်းလျှောက်တဲ့ပုံစံတွေကတော့မပြောင်းမလဲအရ ရင်အတိုင်းမှာပဲလို့လည်းဖော်ပြထားပါတယ်။ပြည်သူတွေကတော့ဒေါအောင်ဆန်းစုကြည်အတွက်စိုးရိမ်နေကြတယ်လို့မွေးနေ့အတွက်လည်းအထူးဆုတောင်းပေးနေကြပါတယ်။ ကော်တူးလေးအစိုးရကိုတော်လှန်ရေးအင်အားစုတွေနဲ့ညှို့ပေါင်းဖွဲ့စည်းမယ်လို့ကရင်မျိုးသားအစည်းအရုံး KNU ကပြောလိုက်ပါတယ်။တော်လှန်ရေးအင်အားစုအလုံးပါဝင်မှာဖြစ်ပြီးတော့ညှို့ပေါင်းအစိုးရပုံစံနဲ့ဖွဲ့စည်းသွားမယ်လို့ KNU ကပြောဆိုလိုက်ပါတယ်။အနာဂတ်မှာဖွဲ့စည်းမယ့်ဒီကော်တူးလေးအစိုးရကကရင်လူမျိုးကိုပဲကိုစားပြုတာမျိုးမဟုတ်ဘဲနဲ့တော်လှန်ရေးအင်အားစုတွေအလုံးပါဝင်တဲ့ KNU Plus ညှို့ပေါင်းအစိုးရပုံစံနဲ့ဖွဲ့စည်းသွားမယ်လို့ KNU ရဲ့ပြောရေးဆိုခွင့်ရှိသူဘဒု ူဆိုတော်နီယာပြောပါရယ်ဂျွန်လ14ရက်နေ့မှာကြာရောက်ခဲ့တဲ့ဒီ86ကြိမ်မြောက်ကော်တူးလီနေ့မှာကော်တူးလီဖက်ဒရယ်ယူနစ်အကြောင်းနဲ့ပတ်သက်ပြီးတော့ရှင်းပြတဲ့အချိန်ထည့်သွင်းပြီးတော့ပြောဆိုခဲ့တာပဲဖြစ်ပါရယ် KNU+ မဟာဗျူဟာမှာ KNU ကဥဆောင်တဲ့အခန်းကဏ္ဍကနေပါဝင်มาဖြစ်ပေမဲ့ကရင်မဟုတ်တဲ့ဒီတခြားတိုင်းရင်းသားတွေနောက်ပြီးတော့လူငယ်တွေအမျိုးသမီးအဖွဲ့အစည်းတွေနဲ့2020ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်တွေရဲ့ဒီကိုစားပြုမှုတွေကိုပါ ထည့်သွင်းသွားမယ်လို့ဆိုပါတယ်။ကော်တူးလေအစိုးရကို2025-26ခုနှစ်အတွင်းမှာဖွဲ့စည်းဖို့ရည်မှန်းထားပေမဲ့လည်းခိုင်မာတဲ့မူဝါဒတွေနဲ့လူသားအရင်းမြစ်ပိုင်းပြင်ဆင်ဖို့အချိန်ယူလုံဆောင်ရအောင်မယ်လို့ဆိုပါတယ်။ထောင်တန်းတတက်တကြွန်းပြည်ထောင်ချမှတ်ခံထားတဲ့အကျဉ်းသားဟာဒီထောင်ဖောက်ပြေးတာကြောင့် ဝါတက်မရော UWSA ကတည်တံပေးပြီးတော့ကွပ်မြတ်လိုက်ပါတယ်ဆိုတော့ပြည်မှုကျุလွန်တဲ့သူဟာတရုတ်နိုင်ငံသားပေါ့နော်ဒီဝမ်ဆိုတဲ့လူဖြစ်ပြီးတော့ပြီးခဲ့တဲ့လမေလ၄ရက်နေ့မှာထောင်ဖောက်ပြေးခဲ့တာဖြစ်တယ်လို့ဝါဒေတာဘက်ကလာတဲ့သတင်းတွေကဆိုပါတယ် ူဟာဖောက်ထွင်းမှုနောက်ပြီးတော့မဒိမ်းမှု ပြန်ပေးမှုအာပြန်ပေးဆွဲတဲ့အမှုဒီအမှုရဲ့ဆေးဝါးသုံးဆွဲမှုတွေနဲ့ဒီဒါတွေကိုကျူးလွန်ခဲ့တာကြောင့်2023ခုနှစ်ဇူလိုင်လ20ရက်နေ့မှာ ထောင်ထံတသက်တကျွန်းချမှတ်ခံခဲ့ရတာဖြစ်တယ်လို့ဝါနျူးစ်လန်ဝါလူငယ်အတန်းသတင်းမှာဖော်ပြထားပါတယ် ဒီလိုအကျဉ်းချနေတဲ့အချိန်မှာပဲထောင်ကနေထွက်ပြေးဖို့ကိုတခြားအကျဉ်းသားတွေကိုစီယုံခဲ့တဲ့သူလည်းဖြစ်တယ်လို့ဆိုပါတယ်။ဝါပြည်တရားစီရင်ရေးကော်မတီဟာပြီးခဲ့တဲ့မေလအတည်းမှာလည်းဒီအသက်မပြည့်သေးတဲ့ကလေးကိုမဒိန်း ကျင့်မှုနဲ့ဒီရွေချက်ရှိရှိလူတက်မှုကျူးလွန်ခဲ့ကြတဲ့အမျိုးသားနှစ်ယောက်ကိုတည်တံပေးခဲ့တာရှိခဲ့ပါတယ်။အခုပြောပြမယ့်သတင်းကတော့တောင်ကြီးမှာဒီဆိုင်းဘုတ်တွေကိုမြန်မာဘာသာနဲ့ပြောင်းခိုင်းတဲ့ကိစ္စပါ။ဆိုင်းဘုတ်တွေကိုဒီအင်္ဂလိပ်လိုကနေမြန်မာဘာသာနဲ့ပြောင်းခိုင်းတယ်ဆိုတာကတော့ညွန်ကြားမှုအပေါ်မှာနားလည်မှုလွဲကြတာဖြစ်တယ်လို့ဆိုပါတယ်။အထူးသဖြင့်တော့အုပ်ချုပ်ရေးမှုတွေနားလည်မှုလွဲတာကြောင့်ဒီတောင်ကြီးမြို့မှာဆိုင်းဘုတ်တွေကိုမြန်မာဘာသာနဲ့ပြောင်းပြီးတော့တုံးနေ င်ကြရတယ်လို့မြို့ကန်တွေကပြောပါတယ်။ online ပေါ်မှာတက်လာတဲ့ပုံတွေအရနောက်ပြီးတော့ကျမတို့ရရှိတဲ့ဒီဓာတ်ပုံတွေအရဆိုလို့ရှိရင် Ocean Center ဆိုတာကိုဟိုမှာမြန်မာလိုဘာသာပြန်ပြီးတော့ ်ပြောင်းလိုက်တဲ့အခါမှာတမုတ်တရားဈေးဝယ်စင်တာဆိုတာမျိုးပေါ့နော်နောက်ပြီးတော့တချို့ဆိုင်တွေမှာဆိုလို့ရှိရင်711ဆိုတဲ့ကဖေးဆိုင်ပေါ့နော်ကော်ဖီဆိုင်လဖေးဆိုင်နာမည်ကိုပြောင်းထားတာဗမာလိုပြောင်းလိုက်တဲ့အတွက်ခုနှစ်တသမ7ဆိုတာမျိုးဖြစ်သွားတာပေါ့နော်နောက်ပြီးတော့ဒီ V8 အလှပြင်ဆိုင်အင်္ဂလိပ်လိုဆာလုံးပေါင်းဒီ V ရဲ့8ရဲ့နဲ့ပေါင်းထားတဲ့ V8 အလှပြင်ဆိုင်ဆိုလို့ရှိရင်လို့ရှိရင်လည်းဒီမြန်မာဆာလုံးပေါင်းနဲ့ပြောင်းလိုက်တာမျိုးတွေဖြစ်ပါတယ်ဆိုတော့ဒီလိုမျိုးပြောင်းလိုက်ကြတာဖြစ်တဲ့ အတွက်တချို့ဆိုင်နာမည်တွေကတော်တော်လေးကိုရည်စရာကောင်းနေတာတော့အမှန်ပဲဖြစ်ပါတယ်အခုတော့နိုင်ငံတကာသတင်းတွေနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကို တင်ဆက်ပေးသွားမှာပါ။အီရန် Israel စစ်ပွဲနဲ့ပတ်သက်တဲ့နောက်ဆုံးအခြေအနေတွေကို အရင်ဆုံးပြောရအောင်ပါ။ American သမ္မတ Donald Trump ကအီရန်ကိုအကျွမ်းမဲ့လက်နက်ချဖို့တောင်းဆိုလိုက်ပါတယ်။ အီရန်နိုင်ငံရဲ့ဒီအဓိပတိဖြစ်တဲ့အိုင်ယာတိုလာအလီခါမေနီဗမာရှိတယ်ဆိုတာကိုလည်းသိတယ်လို့ပြောလိုက်ပါတယ်ရုရှားသမ္မတပူတင်ကလည်းအီရန်မှာဒီအလီခါမေနီအုပ်ချုပ်မှုဆက်ပြီးတော့ရှင်သန်ဖို့ခက်ခဲသွားပြီဖြစ်တယ်လို့ပြောပြီးတော့ဒီအီရန်ကိုဆွေးနွေးမှုတွေအ мян ဆုံးလုပ်ဖို့ကိုတိုက်တွန်းလိုက်ပါတယ်မြို့တော်တီဟီရန်မှာတော့ဒီရှိနေတဲ့ရုရှားတန်ယုံကဝန်ထမ်းတွေကိုလည်းအီရန်ကအ мян ဆုံးထွက်ခွာဖို့အမိန့်ပေးလိုက်ပါတယ်အဲ့ဒီနောက်မှာတော့အစ္စရေးက အီရန်ကိုလေကြောင်းတိုက်ခိုက်မှုတွေဆက်လုပ်နေပါတယ်။အဲတစ်ဖက်မှာလည်းအမေရိကန်ကဒီစစ်ပွဲမှာပါဝင်မှာမဟုတ်ဘူးလို့ပြောထားပေမဲ့လည်းအစင်းမြင့်တီ F15 F 35အာလေရင်တွေအများပြားကိုပင်လယ်ကွေ့ဒေသကို ရွှေ့ပြားမှုတွေလုပ်နေပါတယ်။ Israel ကတော့သူတို့ရဲ့စမ်းသက်ဆဲဖြစ်တဲ့ဒီအာ Iron Beam ပေါ့နော်လေချောင်းရံကာကွယ်ရေးလေဆာလက်နက်ကိုစတင်ပြီးတော့အသုံးပြုလိုက်ပါတယ်။ အမေရိကန်ကမြန်မာတရားကိုလိန်ပိုင်းဆိုင်ရာစော်ကားမှုနဲ့ပြစ်ဒဏ်ချမှတ်ခံလိုက်ရတဲ့အကြောင်းကိုပြောပြပါမယ်။ပြစ်ဒဏ်ချမှတ်ခံထားတဲ့သူကတော့နယူးယောက်ပြည်နယ်အာဘက်ဖယ်လိုမြို့ရဲတပ်ဖွဲ့မှာ အရန်ယူနဲ့အရာရှိအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့အသက်38နှစ်အရွယ်အောင်ကောင်းမြတ်ဆိုတဲ့လူဖြစ်ပါတယ်သူကိုလိမ်ပိုင်းဆိုင်ရာစော်ကားရန်ကြံစီမှုအမှုနှစ်ခုနဲ့အမေရိကန်တရားရုံးတရုံကဂျွန်လ16ရက်နေ့မှာထောင်ဒဏ်၈နှစ်အပြစ်ပေးခဲ့တာဖြစ်ပါတယ် သူကလင်းဆိုင်ရာထိတွေ့မှုအတွက်အတင်းအကျပ်ဆေးခိုင်းခဲ့တဲ့ဆိုတဲ့အကြောင်းကိုတရားရုံးမှာဝန်ခံခဲ့ပါတယ်။ဒါကြောင့်တရားရုံးကပြစ်မှုတစ်ခုကို၄နှစ်နဲ့ပြစ်မှုနှစ်ခုအတွက်ပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။အမှုတစ်ခုကိုသူကဒီပြီးခဲ့တဲ့နှစ်ဩဂတ်လ16ရက်နေ့မှာကျူးလွန်ခဲ့တာဖြစ်ပါတယ်။ဆိုတော့ပြန်လည်လွတ်မြောက်လာတဲ့အချိန်မှာလည်း10နှစ်စောင့်ကြည့်မှုခံယူရမယ်လို့အမိန့်ချမှတ်ခဲ့ပါတယ်။အောင်ကောင်းမြတ်ဟာပြစ်မှုကျူးလွန်ချိန်မှာတော့ရဲတပ်ဖွဲ့ထဲမှာတာဝန် င်ထမ်းဆောင်နေစေဖြစ်ပါတယ်။ Wyoming အာ County ခရိုင်ရဲ့ရှေ့နေပေါ့နော်ဒီအာ Vincent အာ Hammins ကလည်းဒီဒါဟာတရားမျှတတဲ့ပြစ်ဒဏ်ဖြစ်တယ်။တတိရှိရှိနဲ့ထုတ်ဖော်ပြောဆိုခဲ့တဲ့တရက်လိုအမျိုးသမီးကိုလည်းချီးကျူးတယ်လို့ပြောခဲ့ပါဗျ။ အမေရိကန်နိုင်ငံဂျော်ဂျီယာမှာရှိတဲ့အုံနောက်သေးဆုံးပြီလို့ကြေညာထားပြီးဖြစ်တဲ့သူနာပြုဆရာမအေဒရီယာနာစမစ်ကကလေးငယ်မွေးပြီလို့ဒီအာကလေးရဲ့အဖွားဖြစ်တဲ့သူကမီဒီယာတွေကိုပြောပြလိုက်ပါတယ်။မိခင်ဖြစ်သူကပြီးခဲ့တဲ့ဖေဖော်ဝါရီလကတည်းကအုံနောက်သေးဆုံးသွားပြီလို့စေယုံကကြေညာထားပြီးတော့ သူ့ကိုဒီအသက်ရှူဆက်နောက်ပြီးတော့နှလုံးခုန်ဆက်စတဲ့ဆက်တွေနဲ့အသက်ဆက်ပေးထားခဲ့တာဖြစ်ပါတယ်။ဂျော်ဂျီယာရဲ့ဒီကိုဝင်ဖြတ်ချမှုဆိုင်ရာဥပဒေအရနှလုံးခုန်နေပြီဖြစ်တဲ့ကလေးကို ဖြတ်ချခွင့်မရှိတာကြောင့်အခုလိုမျိုးဆက်တွေနဲ့အသက်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။မိခင်ဖြစ်သူအုံနောက်သေးဆုံးပြီးဒီလေးလာနီးပါးအကြာဒီဂျွန်လ73ရက်နေ့မှာတော့ရမစီပဲမွေးဖွားလာတဲ့ကလေးကပုံမှန်ကလေးတွေထက်နှစ်ပေါင်ရော့နေနေတာကြောင့်သူ့ ကိုမွေးကင်းစကလေးအထူးစောင့်ရှောက်ရေးဌာန NICU မှာပြုစုစောင့်ရှောက်ထားရပါတယ်။မိခင်ဖြစ်တဲ့သူဟာအုံနောက်ထဲမှာဒီတွေးခဲတဲ့ယောဂါနဲ့အုံနောက်သေးဆုံးသွားခဲ့တာပဲဖြစ်ပါတယ်။မိခင်ဖြစ်သူကိုအသက်ဆက်ပေးထားတဲ့ဆက်တွေကိုတော့ကလေးမွေးဖွာပြီးရက်အနည်းငယ်အကြာမှာပဲရက်ဆိုင်လိုက်ပြီးဖြစ်ပါတယ်။အဖွားဖြစ်တဲ့သူကတော့ကလေးကျန်းမာရေးကောင်းမွန်လာမယ်လို့မျှော်လင့်နေပြီးတော့ကလေးအတွက်လည်းဆုတောင်းပေးကြဖို့ပန်ကြားထားပါတယ်။ တည်င်းနဲ့မီတာကွန်ရဲ့ NMG တည်င်းဌာနကပတ်စဉ်တည်င်းလာနေ့ကနေတောက်ကြနေ့အထိညတိုင်းမှာရုပ်တံတည်င်းအစီအစဉ်တွေကိုထုတ်လွှင့်ပေးနေတာပဲဖြစ်ပါတယ်။စောင့်မျှော်ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးများတင်ပါတယ်။